တဉ္ဇဉ်တော်ဆွမ်းတော်မှာကတော့မယ်ကတော့ပြီးရကြဆရာတော်ကတော့ညဝေးပေါ့ဒါပုံသေးတိုင်းပဲပေါ့နော်ဒီလိုလိုခန္ဓာငယ်ထုံတလေထုံဆံအတိုင်းပေါ့နော်တလေထုံဆံအတိုင်းသာဝပြီးတိုင်းပြီးတိုင်းတပည့်တဉ္ဇဉ်တော်သုံးပါးကိုရှိခိုးတယ်ရှိခိုးပြီးတဲ့နောက်မှာအမြဝေးတယ်မောင်းမောင်းဟုတ်တယ်နော်အမြဝေးတယ်ပေါ့ဆရာတော်ကြီးကတော့ဒီဥစ္စာလေးကတော့ဒီလိုလိုခန္ဓာကိုသာဝပြီးတိုင်းပြီးတိုင်းလုံနေကြအလုပ်ပြီးပေါ့အဲ့တော့ စာဝါပြီးတော့ဆိုစာဝါကတော့တိယုံမဲ့ပြောပြတာနားလေယုံမဲ့ပြောပြတာကိုယ့်အနေကိုကျွမ်းကျင်အောင်ရဟုတ်လားကျွမ်းကျင်အောင်တက်တိအောင်ကိုယ်နှလုံးသားနဲ့ဂိမ်းအောင်ကြတော့ကိုယ့်ဘာကိုဆက်လက်ပြီးတော့ရအားထုတ်ရဟုတ်လားဟိုဖះစကားနဲ့ပြောဆိုကြရင်တော့အခန္တာတော့တထာကတာဆရာလုံးတဲ့ပုဂ္ဂိုလ်ကပြောပြအောင်မပြောပြတာဟုတ်လားတိအောင်မဲ့ပြောပြတာအဲ့တော့ကျွမ်းကျင်အောင်နဲ့ပို့ပြီးတော့ကြာနှလုံးသားနဲ့ဂိမ်းအောင်ကြကိုယ့်ဘာကိုဆက်လက်ပြီးတော့ အထုံးမှရမယ်ဟုတ်လိုက်ဒါကြောင့်မလို့ကိုကနဲ့ကိုအနဲ့ညာနေကိုကလည်းကိုပို့ပြောကြရင်တန်အောင်လုပ်ပြောကြတစ်စင်းတစ်စင်းမြင့်အောင်ကိုကနဲ့ကိုပဲယူသားကြမယ်လို့ဒီလိုပေါက်ဒီလိုသဘောပေါက်လို့ကြဒါဘုရားဟောတဲ့တရားတွေကိုလည်းပဲဒီတင်းကျုံဆိုတာလည်းတော်တော်ပြောတဲ့ဗိဓမ္မာရဲ့သဘောတရားတွေအကုန်လုံးနှိမ့်ချထားတယ်နော်ဒါကြောင့်မလို့သူဒီကျမ်းလေးကိုလက်တန်းအထက်ခရာကျမ်းလို့မလို့ဆိုတယ်ဆိုတော့ကြောင့်မလို့ရှိမှတော့သင်ခဲ့တယ်မလားဗိဓမ္မာ ခေါ်ဆိုလက်တန်းအထက်ကကျန်းကိုဟုတ်တယ်မလားလက်တန်းလောက်တည်းပဲရှိတာစောက်ကိုကြည့်လိုက်လက်တန်းလက်တန်းအောင်ကြည့်ကြည့်နေမှာတချို့ဝါးတယ်ကောင်လို့ဆိုလက်တန်းအောင်ပို့ပြီးတော့ကြည့်ကြည့်နေဟုတ်လားဒါပေမဲ့လို့မြတ်စွာဘုရားဟောခဲ့တဲ့အဘိဓမ္မာတွေရဲ့သဘောတရားကိုအကုန်လုံးဒီမှာအနှစ်ချုပ်ထားတယ်နော်အဲကြောင့်မို့ဒီကောင်လေးကိုလည်းအထင်မသေးနဲ့ဟုတ်လားအထက်ကကျန်းလေးမှာဒီကောင်လေးကလက်တန်းလောက်ပဲရှိတဲ့အထက်ကကျန်းလေးအငယ်ဆုံးကျန်းလေးဒါပေမဲ့လို့ဒီကောင်ကိုသိသွားတယ်ဆိုလို့ညအဘိဓမ္မာတွေ ကျွန်းကျွန်းညင်တက်တည်တော့ဆိုလို့ပြီးတဲ့မှာလေးလေးလာရတာလည်းပျော်သွားလိမ့်မယ်ဟုတ်လား